စစ်မှုရန်တပ်တန်းနှစ်နှစ်ပြည့်တော့မဲ့ပါဆလုခေါ်တဲ့ပြည်သူစစ်မှုရန်2000နီးပါးကိုစစ်ကောင်းဆောင်တွေကတဆင့်မြင့်ယာရုဖြစ်တဲ့ဒုတက်ချက်အဆင့်ကိုတိုးပေးပြီးအများရန်စစ်မှုရန်ခိုင်းဖို့လှုံ့ဆော်နေတယ်လို့မိသားစုဝင်တွေစီကနေသိရပါဗျ။2026ခုနှစ်မတ်လနဲ့ဧပြီလမှာစစ်မှုရန်တပ်တန်းနှစ်နှစ်ပြည့်မှာဖြစ်တဲ့အပတ်စဉ်တက်နဲ့ပတ်စဉ်နှစ်ကတပ်သားတက်2000နီးပါးကိုတိုက်ခိုက်ရေးတရင်တွေကပြီးခဲ့တဲ့လတွေကတစင်းမြေယာရုဖြစ်တဲ့ဒုတက်ချက်အဆင့်ကိုတိုးပေးတယ်လို့ လှဲကူးမြို့ခံမိဘတယောက်က DVV ကိုပြောပါရယ်ရာရူတိုးပေးတာခံရတဲ့စစ်မှုထမ်းတပ်သားတစ်တွေကရှေ့တန်းရောက်နေတဲ့တိုက်ခိုက်ရေးတပ်ကအများဆုံးဖြစ်ပြီးတော့အပတ်စဉ်1ကနေအပတ်စဉ်14အထိတပ်သားတစ်ဦးရေ1820ရှိရလို့မှတ်တမ်းရုံးနဲ့နှိစက်တဲ့သတင်းရင်းမြစ်စီက DVV ကိုပြောပါရယ် တစ်ဆယ်နှစ်ဆက်ကွန်စစ်စင်ရေးမှာအထိနာခဲ့တဲ့စစ်ကောင်းဆောင်က2024ဖေဖော်ဝါရီလ10ရက်နေ့မှာလူတိုင်းမဖြစ်မနေစစ်မှုထမ်းရမယ်စစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီးတော့နိုင်ငံအဝန်ကလူငယ်တွေကိုနှီးမျိုးစုံနဲ့ခေါ်ယူပြီးမတ်လ28ရက်နေ့မှာစစ်မှုထမ်းအပတ်စဉ်တက်ကိုစခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာတော့စစ်မှုထမ်းအပတ်စဉ်19အတွက်တင်နန်းကျောင်း24ကျောင်းမှာစစ်ကောင်စီကတင်နန်းပေးဖို့လူသစ်စုဆောင်နေပြီလည်းဖြစ်ပါတယ်ရှင်။